အားလုံးမင်္ဂလာပါခင်ဗျာဒါကတော့ကျွန်တော်တို့ခန်းနီးမှော်ပါเนาะကျွန်တော်ကတော့အားတဲ့ချိန်လေးပေါ့เนาะအာပြောရမလို့လွယ်လွယ်တကူလေးနားမလည်လေးတွေအတွက်ရှင်းပြလာပါเนาะနားလည်မိသားလူတွေတော်တော်ပြောလို့ပေါ့เนาะဒါကတော့ကျွန်တော်တို့ခန်းနီးကိုကျွန်တော်အခွန်နဲ့ရန်နဲ့ကိုကျွန်တော်တို့ကြည့်ပြီးတော့ကျွန်တော်တို့ကြောက်မျိုးတန်းလေးလေးလာတုံးသက်ကြည့်မယ်ပေါ့ဗျာတော့ပြောချင်တာကတော့ဒါကျွန်တော်စေတနာလူတတ်မယ်เนาะမမ ရှိဘူးเนาะဒါကတော့ကျွန်တော်တို့အခွန်ပေါ့ဗျာအဲ့အခွန်ရဲ့ကျွန်တော်တို့ပုံစံကတော့နေရောင်နဲ့တော်တော်ထိတွေ့ထားတဲ့ပုံစံမျိုးပဲဗျာเนาะအခွန်မှာတော့ဆွ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 ပေါ့เนาะမရှိဘူးပေါ့เนาะဆွဆွပြပြပေါ့ဗျာเนาะအခွန်ရောင်လေးကတိတ်ပြီးတော့မလောင်ညင်ညွန့်ညွန့်လေးဖြစ်နေတာเนาะ၆၆ကကန်လေးပေါ့เนาะမဲကျွန်တော်ရေနဲ့ဆွမဆိုးတာကိုပြောရမှာမဟုတ်ဘူးเนาะအဲ့ကြတော့ကျွန်တော်အခွန်ရုံကိုကြည့်မယ်ဗျာအခွန်မှာနေလောင်တန်လေးတွေအဲ့မှာเนาะတွေ့ရမယ်เนาะနေနေရရလေးတွေပြောရမယ်ဆိုရင်တော့ဒီကြောက်ကကျွန်တော် ညောကြောက်လည်းဖြစ်နိုင်ခြင်းများတယ်เนาะဟိုအပုံထားပြီးတော့ပြစ်ထားတဲ့ပုံစံမျိုးလေးပါเนาะအဲကဲဟုတ်ပြီကျွန်တော်တို့ရန်လေးတွေကြည့်မယ်ဗျာကျွန်တော်တို့ဟိုပါနေเนาะ ဒီဒီဟိုကတော့ကြာထုတ်တိုင်းလေးချာပြမယ်ခုနပြောတဲ့ဒီအဆက်ကလေးကဒါကွန်းတွေးဆက်လေးတွေပါညာဆိုရင်တော့ဟောအပြင်ကျမှပဲကြည့်လို့ရမယ်နော်လိုက်သေးတော့ဒီတစ်ချက်ချာကိုကကနန္နာတော့ခင်ဗျားတို့မြင်ရမှာတော့မဟုတ်ဘူးဗျာဟိုကတစ်တော့ကတွန်းတွန်းကျဲကျဲကိုဖြစ်နေတယ်ဗျာနော်ပြောချင်တာတော့ခယူးဆိုက်စေချင်တယ်နော်အဲကြတော့ကြောက်တလုံးကတောင်းစီအောင်တိတိချာချာပတ်ပတ်လေအကုံတုံးကိုကြည့်ရတာနော်အဲကြတော့ခင်ဗျားတို့လိုက်သေးဆိုရင်တော့ဒီတော်လေးလေးဆိုရင်တော့ကောင်းကောင်းမွန်မွန်ကိုကြည့်လို့ရမှာမဟုတ်နော်ပြောရမြတ် ညောဒါရှေ့ရဗီဒီယိုတွေကတော့ပြောခဲ့ပြီပေါ့နော်ဒီမှာဒီအဆက်တွေကြည့်ပြဒီအဖြူဆက်တွေเนาะအဲ့ဒါအဲ့ဒါကကျွန်တော်တို့ကြောက်နဲ့ပွင့်မိတယ်ဘာညာဆိုတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဒါပေမဲ့ဒီအဆက်တွေကညာနေတဲ့အခါကျတော့ဒါကြောက်နဲ့ပွင့်မိတဲ့အရာတော့မဖြစ်နိုင်တော့တော့ဘူးဗျာသူကပြောတယ်ဒါကောင်နေရာလဲဒီအဖြူဆက်လေးရာလဲအဖြက်တဘောထဲမှာရှိနေတယ် ဟိုတဘောပေါ့နော်တော့အခွန်ကိုအခွန်နုစီတဲ့တဘောပေါ့ဗျာနော်အခွန်မရင်ဘူးပေါ့ဗျာအဲ့ဒါကိုလည်းအဖြူစက်လေးတွေပါတာကိုဒါအကာမျိုးလေးပါညာပြောရင်လည်းစဉ်းစားပေါ့ဗျာနော်ကြောက်ကတော့ပြောရမယ်ဆိုရင်တော့ဗဇက်ထဲမှာရှိပြီးဆွေရောင်းနေတယ်မြန်များတယ်နော်ကိုရောင်းရပြီးရောဆိုရတဲ့တဘောလေးရှိနေရနော်အဲ့ကြတော့ဒီမှာတစ်ချက်ကြည့်မယ်ရန်လေးတွေကတော့ဒီမှာမစိုးဘူးဗျာနော်မစိုးဘူးဗျာနော်ရန်ကောင်းမဲတဲ့လူမထင်နဲ့နော်အဲ့ဒါလေးတွေကပြောရမယ် ယ်နော်ဂျန်လေးတွေကတော့အဲကျွန်တော်တို့ဟိုစန်ချီမြင်လောက်ကလေးပေါ့ဗျာပိုးမြင်လောက်ကလေးတွေခြွန်ရမ်းလေးလည်းတွေ့ရတယ်ဒါပေမဲ့ထင်းထင်းပေါ်ပေါ်ကြီးတော့မဟုတ်ပါဘူး direction လေးတွေကလည်းနည်းနည်းလိုတယ်ဗျာနော်ဒါမြင်နိုင်ကြမ်းရှိကဲဒီဟာလေးတွေတစ်ချက်ကြည့်မယ်ဗျာနော်ဒါလေးတွေကတော့ကြံပက်လန်တဲ့နေရာမှာညွတ်ညို့လေးတွေနဲ့ကြောက်စီလေးတွေပေါ့ဗျာကြောက်စီလေးတွေတစ်ချက်ဒါအာတာချက်ပြန်ကြည့်ပြီပေါ့ဗျာနော်အာတာချက်ပြန်ကြည့်ပြီပြီးကြတော့မဲမဲလေးတွေတွေ့ရမယ်နော်ဟိုအခွန်ထဲကနေတိုးထွက်လာတဲ့အစီပေါက်ကလေးတွေ ဟိုဆန်းပေါက်လို့လည်းတုံးကြရတယ်ပေါ့နော်အဲ့ဆန်းပေါက်ကလေးတွေကခိုင်ခိုင်မာမာရှိမရှိဆိုတာလေးကကျွန်တော်အခွင့်အရေးခုနပစ်ချက်ကလေးတွေနဲ့ပြန်တုံးတတ်တဲ့အခါမှာတော့ကျွန်တော်တို့ဒီဆန်းပွတွေကဆက်ကလေးပေါ့နော်ကဲဒီကြံပက်လန်လေးမှာကြောက်စီလေးညွညို့လေးတွေ့ရမယ်နော်အခွင့်အရေးတော့ကျွန်တော်တို့ပြုတ်ပြီးနော်ရှယ်ပွတွေရောဒီမှာကြောက်စီပေါက်ကလေးတွေဒီကျွန်တော်တို့ ဟိုအခွန်ကနေပြီးတော့တိုးထွက်လာတယ်ပေါ့နော်ဒါပေမဲ့ခိုင်ခိုင်မာမာမရှိဘူးတို့ပေမဲ့တော်ညာလဲကျွန်တော်တို့ကြောက်မျိုးတန်းနဲ့ပြောရမယ်ဆိုရင်တော့သူကအတချက်အာနှချက်မှာအတချက်လေးရှိအာနှချက်လေးလေးရှိတဲ့အတွေ့အကြုံကိုကြောက်မျိုးတန်းကိုတုံးတက်တဲ့အခါမှာကြောက်မျိုးတန်းကမဆိုးတဲ့အထင်မှာပါပါတယ်ခင်ဗျာနော်အဲအဲ့ဒီလိုပဲကျွန်တော်ရဲ့ဗဇက်ကလည်းမဆိုးဘူးလို့ပြောလိုက်တာနဲ့ဒီကြောက်ဒီကွမ်နာပဲဖြစ်ဖောက်တာဖြစ်အနည်းဆုံးတော့မီးထိုးရင်တော့ခါးကတော့အနည်းဆုံးရှိရမယ်ခင်ဗျာနော် ဒီကြောက်စီပေါက်ကလေးတွေကိုကြည်ချင်းအားဖြင့်အသက်ဆန်းဆိုတာကလည်းကျွန်တော်တို့ဆန်းပေါက်ဆန်းပွေးစတာလေးတွေသင်္ကေတလေးတွေပါမှလေအသက်ဆန်းကို ကျွန်တော်တို့မျှော်လင့်လို့ရတယ်เนาะဒီဟာကတော့ကျွန်တော်တို့အသက်ဆန်းကိုမျှော်လင့်ဖို့ဆိုတာကတော့တိတ်မလွယ်ဘူးဘာကြောင့်လဲဆိုအဲ့ဆန်းပေါက်တွေကခိုင်ခိုင်မာမာဖြစ်တည်ထားတဲ့အရာမဟုတ်ဘူးเนาะအခွန်ပေါ်မှာလည်းပြစ်ချက်ကလေးတွေရှိတယ်နောက်တစ်ခုအခွန်ပါတဲ့အတွေ့အကြုံမှုအာကြောက်ကိုကျွန်တော်တို့ညှို့နာခေါ်တဲ့ကျွန်တော်တို့ဒီ ပြောရမယ်ဆိုတော့ငချောက်ယူးငားယူးလေးတို့အဲ့လိုအမြင့်မြင့်ကလေးတွေပေါ့နော်ဒါလေးတွေဝင်နိုင်ဖို့ကတော့တော်တော်လေးရခိုင်နှုန်းများမယ်နောက်တစ်ခုကျွန်တော်တို့ဟိုပြောရမယ်ဆိုတော့မီးထိုးကြည့်မယ်ဗျာဆေးပြီးတော့မီးထိုးကြည့်မယ်ကြည့်ပြီးတာနဲ့ကျွန်တော်တို့ ပြန်ပြီးတော့သုံးသက်ကြည့်မယ်ဗျာเนาะကျောက်စီပေါက်ကလေးတွေတော့မစုံเนาะအိမ်မှာနော်ကျွန်တော်တခြားပြရတယ်เนาะဒီမှာနှစ်ချောင်းလေးတွေလည်းရှိသေးဗျာเนาะအလုံးရွယ်ကလည်းသေးတယ်ဟောပြောချင်တာကတော့ကျွန်တော်တို့ဟိုတစ်တော့မှာဝယ်လို့မို့ကြောင်မျိုးတန်းကောင်းနေစမ်းနိုင်နေစမ်းမီလို့တို့တို့ရဲ့ဗဇက်ကစကားတခွင်းနိုင်ဒီအာမခံချက်ရှိရမယ်เนาะဝယ်သူတွေเนาะအဲ့ဒါကိုခင်ဗျားတို့မိတ်မထားတင်ဘူးကြောက်တလုံးကအပြင်မှာကကနနအသေးစိတ်အချက်လက်အပြည့်စုံရှူတော့မျိုးမျိုးကနေကြည့်ပြီးမှလေ့လာ သုံးသက်ရတာနောက်တစ်ခုကเออကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒါရင်းနှီးမြုပ်နှံမှုကကြီးတယ်เนาะဒီကျတော့ခင်ဗျားတို့အချိန်ကုန်လူပန်းလဲခံမှာမဟုတ်ဘူးเนาะအဲ့ဒီတော့ကြောင့်မို့ဂယုဆိုင်တော့ဝဲစီခြင်းနဲ့ကဲပြီးကျတော့ကျွန်တော်တို့ရေဆေးပြီးတော့ပြန်လာမယ်เนาะနောက်နောက်တစ်ပုတ်ပေါ့เนาะ